တာယာရဲနေဖြစ်ကြပါစေလို့အားလုံးကိုຫນွေဦးမေ channel ကနေမှတဖန်ပြန်လေးပြီးကြိုဆိုပါတယ်။ဆိုတော့ဒီနေ့ရဲ့သတင်းအနေနဲ့ကတော့ဗတ်မအုံဆုံးကချင်ပြည်နယ်သတင်းနဲ့ update လေးလုပ်ပေးခြင်းနဲ့ဘမောမာအနာမည်ကြီးနေတဲ့စကခ23ကိုမနေ့ကကျတော့ KIA ဘက်ကနေမှ120မမနဲ့ဒီစကခ23အထဲကို တက်တက်ကြီးကိုကျတို့ပြစ်ချနိုင်ခဲ့တယ်ဆိုတော့အခုအဲ့မှာမတာဘလောက်ပေါ်သွားပြီးမှခြေချိုးလက်ချိုးတွေခြေပြက်လက်ပြက်တွေနော်ကိုယ်ခြေတောက်တွေကိုယ်လက်ပြက်တွေကိုဘယ်နှကောင်လိုက်ရှာနေတယ်လဲဆိုတော့တည်တင်းတိကျမရသေးဘူးနော်တေတဲ့လူလဲသူတို့ကထုတ်လို့မရဘူးလေပြင်မထွက်လို့မရတာဆိုတော့သူတို့ကလည်းအဲ့ထဲမှာမြုပ်ဖို့ဆိုလို့ရှင်လဲသူတို့ကကျင်းကမတူးနိုင်အပြင်ကိုထုတ်ဖို့ဆိုလို့ရှင်လဲကျတို့တော်လိုက်ရဲဒီဘက်ကနေမှစနိုက်ပါနဲ့ချိန်ထားဆိုတော့အခုချိန်တော့မတာနဲ့အိတ်နေရလောက်ပြီး ပြီးရင်အဲ့လိုမျိုးကျတို့ဒီစက်ခခ23ကို120မမနဲ့ဘုံကျဲလိုက်တော့စစ်ခွေးအကောင်ဆဲကောင်ကသူတို့လက်နဲ့ခဲရနေတဲ့အတူထွက်ပြေးလာတယ်ဆိုတော့အရာလေးကြားရတယ်အခုဗမော်မှာခွေးတွေကသူတို့ ရှုံးတော့မယ်ဆိုတာလည်းသူတို့သိတယ်ဒီဘမောကိုအာယုံမဆိုင်နိုင်အောင်ဆိုပြီးမှသူတို့ဘာလုပ်တယ်လဲဆိုတော့ဘွိုင်းမော်ဘက်မှာလည်း23ရက်နေ့ကနေစပြီးတိုက်ပွဲပြင်းပြင်းထန်ထန်တိုက်ခိုက်နေတယ်ပြီးလို့ရှိရင်ဒီဖက်ကနဲ့ကာမိုင်းကြားမှာလည်းပဲတိုက်ပွဲတွေပြင်းပြင်းထန်ထန်တွေဖြစ်နေတယ်ပြီးလို့ရှိရင်ဒီတနိုင်းဘက်ဝါရာစုဘက်ကိုလည်းပဲတိုက်ပွဲတွေပြင်းထန်နေတယ်အဲ့မှာကမင်းစင်တန်းဆိုတဲ့ပြည်သူစစ်တပ်ဖွဲ့အကြီးရှိတယ် ီပီတုစစ်တွေကတော့ဒီအညာဒီမှာဒီငပေါ့ဒီအော်နေတဲ့ပီတုစစ်တွေနဲ့မတူဘူးဒီပီတုစစ်တွေကိုကြတော့ဒီတနိုင်းဘက်မှာစစ်ခွေးတွေကမရှိတော့ဘူးလေအဲ့ဆိုတော့အခုဒီပီတုစစ်ကိုပဲသူတို့ကလက်နက်တွေခရက်နဲ့အပြည့်စုံပေးတယ်မင်းအွန်လိုင်းကကားချုပ်လို့တာပြောတာဒီမင်းစင်တန်းရဲ့ ကျုံဖြစ်တယ်ဆိုတော့မင်းစင်တန်းကလေရင်ပဲတော့ခါခေါ်ရင်လည်းသူလေရင်ပေးတာတွေရှိတယ်ပြီးလို့ရှင်လက်နဲ့ခဲရပြည်စုံရှိတဲ့အတွက်ကြောင့်ကြိုက်တယ်လို့သူတို့ပြစ်တယ်စစ်ရဲတွေအတော်လေးတင်းမာတဲ့အခြေအနေရှိတယ် နောက်တစ်ခုအနေနဲ့ကအခုကျမသတင်းလုံးနေတဲ့အချိန်ထိစကိုင်း PDF ရဲ့ဘာသတင်းမှထပ်ပြမှာမကြဘူးအခုက PDF ရဲ့အခြေအနေကိုကျွတ်ကစိုးရိမ်စရာရှိတယ်လို့ပြောရမယ်ဘာကြောင့်လဲဆိုတော့မင်းကသူတို့ဘက်ကနေမှရိုက်နေတာတွေရှိထားတဲ့အတွက်ကြောင့်အခုဒီအခြေအနေကဘာဖြစ်တယ်ဆိုတာလည်းမသိဘူးပြီးလို့ရှိရင်လည်း NUG ဘက်ကနေမှလည်းအဲဘာထုတ်ပြန်ချက်တခုမှတော့ကျမမတွေ့ဘူးဒီချိန်ထဲမှာပဲ TNL ADS လမ်းလေးနည်းနည်းလေးရှိသေးတယ် မနေ့ကမတ်လ26ရက်နေ့ညနေပိုင်း3နာရီကျော်မှာရှမ်းမြောက်မိုးဆေမြို့နယ်မှာရှိတဲ့နမ်ဥညွာကို SSPP ကို SSAAD သူရဲ့ကားယင်တန်းကဒီတရားငားမိုင်ကနေထွက်လာတဲ့ကားယင်တန်းကို TNLAD ကနမ်ဥညွာအထွက်ကနေမှာ ဆက်ပြေးမှာတွာလာခွေမပြုတ်ဘူးတဲ့ရှမ်းနေကိုရှမ်းပြည်နယ်မှာတွာလာခွေမပြုတ်တာကပလောင်နေနော်ရှမ်းနေမဟုတ်ဘူးအခုလောလောဆယ်ဆယ်ကတော့ရင်းနှန်းတွေကိုဖျက်တမ်းတွာလာခွေမပြုတ်တဲ့အတွက်ကြောင့် SSPP နဲ့ TNLAD ကစည်ရဲမှာတင်မှမှုရှိနေတာဖြစ်တယ်ဆိုတော့အခုကျမတို့ဒီတော်လန်ရဲမပြီးခင်မှာ TNLAD ရဲ့မွေနောက်ချင်းကြောင့် တိုက်ပွဲကတော့အဲစစ်ခွေးတွေနဲ့မဟုတ်တဲ့တိုက်ပွဲတွေဖြစ်လာနိုင်တဲ့အခြေအနေတွေအများကြီးရှိနေတယ်။ဆိုတော့ဒီ TNLAD ကိုသူတို့ရဲ့နဖာကျိုးကိုဘယ်သူများကင်နိုင်တယ်လဲတော့မသိဘူးကြွလည်းမသိဘူးเนาะဆိုတော့ DTNLAD ကိုနည်းနည်းလေးလူစိတ်ပြောက်အောင်တစ်ခါလေးကြားလို့ရှင်လူတွေကဟိုအရက်မူးတယ်ဆိုလို့ရှင်လည်းပါးရီလားမသိဘူးတီးပေးလိုက်တယ်။နားရီမှာတံပြားတီးထဲလိုက်တယ်ဆိုလို့ရှင်အမူးပြေသွားတယ်ဆိုသလိုအခု TNLAD ယူနေတဲ့ဥစ္စာတွေကိုလည်းတစ်ခုခုလှုပ်လိုက်ရင်အယူပြေဆေးများရှိမလားပေါ့နော်။အယူပြေဆေးတွေဝိုင်းရှာပေးရမယ့်အခြေအနေရှိတယ်။မဟုတ်လို့ရှင်ကျွန်တော်ရဲ့တော်လိုက်ရေးထဲမှာအတော်လေးတော့အနောက်ရှက်ဖြစ်နေတယ်နော်။ ပြီးရင်နောက်တရင်တပုတ်အနေနဲ့ကတော့အခုဒီဒီစစ်ခွေးတွေပြုတ်လုတဲ့ဒီမတ်လ24ရက်နေ့ကနေ26ရက်နေ့အထိငိမ့်ချမ်းရင်းနဲ့ပတ်သက်တဲ့ဆွေးနွေးခြင်းကိုကျွန်တော်နည်းနည်းလေးအာဒီဥစ္စာကိုတုံ့တက်ချင်တာဖြစ်တယ်။ဘာကြောင့်လဲဆိုတော့ငိမ့်ချမ်းရဲ့အတွက်ဆွေးနွေးတယ်တဲ့။ကျတော့ဒေါ်လာရေးတွေမပါဘဲနဲ့တို့ဖာနဲ့တို့ဆွေးနွေးတယ်။အဲ့ထဲမှာဗမာပြည်မှာရှိတဲ့ကျတော့တိုင်းရင်းသားတွေ အားလုံးကနာမည်ဘလို့မေ့ကြတလေဆိုရန်ကိုနိုင်ဖို့ရန်တော့ရန်နိုင်ဆိုတာမျိုးပေါ့နော်ငါသားကတော့ချမ်းသာပါစေဆိုပြမမောင်ချမ်းသာမောင်ပြည့်စုံအဲ့လိုမျိုးပေါ့နော်တခုခုလူအင်ဆန္ဒကိုဖြစ်ချင်တဲ့အခါမှာအဲ့ဆန္ဒဒီကိုဖြစ်စုံဖို့ရန်တော့ဆိုပြမနာမည်တွေကိုပေးကြတယ်ထုံဤတူပဲကြက်မပြည့်တဲ့ตาလေးကိုကြက်ပြည့်လာအောင်ဆိုပြမရပြည့်လို့မေ့ထားတဲ့ဒီခွေးကဘာပြောလဲဆိုတော့ ဒီနိုင်ငံရေးကနေမှစစ်ခွေးတွေကထွက်ပေးမယ်ဆိုတဲ့ဥစ္စာကမဖြစ်နိုင်တဲ့အရာဖြစ်တယ်လို့ပြောခဲ့တယ်။ဒီနဲ့ပါတီစုံဒီမိုကရေစီရဲ့အတွက်ရွေးကောက်ပွဲကိုလုပ်မယ်လို့ဟောင်းနေတဲ့ခွေးချဘူးကတမျိုးအခုဒီနိုင်ငံရေးကနေမှစစ်ခွေးမထွက်ဘူးဆိုတော့ဒီအုံအောင်မပြည့်တဲ့ရာပြည့်ကတမျိုးဆိုတော့ဒီမိုကရေစီထဲမှာစစ်ခွေးတွေကနိုင်ငံရေးထဲမှာပါဝင်ဆရာလို့ဒလား အခုဒီရွေးကောက်ပွဲတွေဘာတွေမဟောင်းခင်မှာမင်းအွန်လိုင်းနဲ့ဒီတက်မပြီးတဲ့ရာပြီးတော့အရင်တိုင်ပင်လိုက်ဖို့အရေးကြီးတယ်စစ်ခွေးတွေကနိုင်ငံရေးကနေထွက်သွားဖို့လုံးဝမဖြစ်နိုင်တဲ့အရာ ဖြစ်တယ်ဆိုတဲ့အကြောင်းကိုဒီရာပြီးပြောသွားတယ်ဆိုတော့ဒီဥစ္စာကိုထပ်မပြောခင်မှာကျွန်တော်ဗီဒီယိုတော်တော်လေးကိုနားထောင်ကြည့်အောင်နော်ယူကောဝဲကိုစန့်ကျင်နေတဲ့လူတွေအတွက်ဘလို message မျိုးပေးခြင်းလဲ။ဟိုယူကောဝဲစန့်ကျင်တယ်။စန့်ကျင်ပြီးဘာလုပ်မလဲဆိုတဲ့ package တော့ရှိရမယ်။ လာယူကောက်ဘွဲမကြိုက်ဘူးရတယ်မကြိုက်လို့ရတယ်တတောင်းချေဘွဲစည်းပုံရကတော့လွတ်တော်ကိုယ်စားလှယ်ထက်ဝက်ကြော်ရင်အထမြောက်တယ်အကယ်၍ပထမကျင်လွတ်တော်ဇီဝေအထမမြောက်ဘူးဆိုရင်သုံးဖို့တပုံနဲ့အထမြောက်တယ်အဲ့တော့တမတော်က25ရာခိုင်နှုန်းရှိတယ်ဆိုတော့သူက100ခိုင်နှုန်းရှိုံနဲ့လွတ်တော်ကအထမြောက်တယ်ဆိုလိုတာကယူကောက်ဘွဲဖြစ်တယ်ပြက်သွားပြီမလုပ်မလဲထဲယုံတက်တက်တော့မလုပ်နဲ့အဲ့ဒါပြီးရင်ဘလို့ဖြည့်ရှင်းမယ်ဆိုတဲ့ package တော့ရှိဖို့လိုတယ် အခုဒီဥစ္စာကတော့ရွေးကောက်ပွဲနဲ့ဆက်ဆက်တာဖြစ်တယ်ဒါပေမဲ့ရွေးကောက်ပွဲနဲ့မပြောခင်မှာဟိုကေနဲ့တယောက်ကဥကိုကိုကြီးကိုမဲတယ်ဒီရွေးကောက်ပွဲကိုစန့်ကျင်တဲ့သူတွေကိုဘလို့ပြောချင်တယ်လဲလို့ပြောတဲ့အခါမှာနင်တို့ဒီရွေးကောက်ပွဲကိုစန့်ကျင်တယ်ဆိုလို့ရှိရင်နင်တို့တခြားပါပက်ကရှိတယ်လဲလို့ပြောတယ်ပြီးလို့ရှိရင်ဒီ2008 အခြေခံဥပဒေဆိုတဲ့လိုတဲ့အခါမှာတုံးတဲ့ဒီဥပဒေအရဆိုလို့ရှိရင်တော့လွတ်တော်ထဲမှာခုစစ်ခွေးတွေက25ရာခိုင်နှုန်းပြီးရင်700ခိုင်နှုန်းပဲလိုတော့တယ်เนาะသုံးပုံသုံးပုံဖြစ်ဖို့ရန်အတွက်အဒီ700ခိုင်နှုန်းကတော့ဘေးကမဆိုဖြစ်နိုင်တယ်ပေါ့เนาะဒါကြောင့်ဒီလွတ်တော်ထဲမှာအထမြောက်ဖြစ်သွားနိုင်တယ်ရွေးကောက်ပွဲကိုဖျက်ဖို့တတ်တတ်ပဲမဟုတ်ဘဲနဲ့ရွေးကောက်ပွဲကိုဖျက်တယ်ဆိုလို့ရှိရင်နင်တို့ဘာလို့ချင်တယ်လဲလို့ဒီဥကိုကိုကြီးကပြန်ပြမမေးခွန်းထုတ်တယ် ဒီလိုမျိုးစစ်ခွေးတွေလွတ်တော်ထဲမှာမပါဖို့ရတဲ့ပဲဒီနဲ့ကျမတို့တော်လာရေလုံနေကြတာဖြစ်တယ်။ပြီးလို့ရှိရင်လည်းရွေးကောက်ပွဲကကျမတို့လုတ်ပြီးတာရွေးကောက်ထားပြီးတာလည်းရှိသွားပြီ။ဒါပေမဲ့ဒီဥကူကူကြီးဆိုတဲ့ထိတ်ပြောင်ကအုံအောင်မရှိတာလား။ဒီရွေးကောက်ပွဲကိုဖျက်တယ်ဟုတ်ပြီနင်တို့ဖျက်တယ်ဆိုလို့ရှိရင်တော့တခြားဗာမအစီအစဉ်ရှိတယ်လေတဲ့ရွေးကောက်ပွဲထပ်လုပ်ဆရာမလို့ဘူးတရေဝန်ရွေးကောက်ပွဲလှုပ်ထားခဲ့တဲ့အောင်မြင်ခဲ့တဲ့ ပြည်သူတွေအားလုံးရွေးချယ်ခဲ့တဲ့ဒီအယတ္တအစိုးရတွေတောင်မှအစိုးရမလုပ်ရသေးတာဘာကြောင့်ထတ်လို့ရအောင်မလဲပြလို့ရှိရင်ဒီ25ရာခိုင်နှုန်းလို့သူပြောတယ်ဒီ25ရာခိုင်နှုန်းစစ်စစ်ခွေးတွေပါတာကိုမကြိုက်လို့ပဲဒီနဲ့စစ်ခွေးတွေနိုင်ငံရေးကနေထွက်ပေးပါဆိုပြီးမှဒီနဲ့ငါတို့អော်နေတာကိုဒီဥကိုကိုကြီးဆိုတဲ့ចောင်းသားရဲမှာပါပြီးမှအခုဘောမနေတဲ့ဒီထိတ်ပြောင်းကသူနားမလဲတာလား ပြီးလို့ရှင်ဒီ match လ24ရက်နဲ့26ရက်နဲ့မနေ့ကအထိသူတို့ဆွေးနွေးသွားတဲ့အထဲမှာတနင်္ဂနွေလုံငင်းချရဲ့ရရှိဖို့ရာအတွက်နဲ့မြန်မာနိုင်ငံတိုးတက်ဖို့ရာအတွက်ဆိုပြီးမှသူတို့ဆွေးနွေးတာဖြစ်တယ်ဒီဆွေးနွေးပွဲထဲမှာခွေးကြဖို့မင်းအွန်လိုင်းကိုယ်တိုင်ဝင်ပါတယ်သူ့ကိုစန့်ကျင်ပြီးမှဘသူကများဘာကိုအပိုထည့်ပြီးမှအဲဆွေးနွေးပေးနိုင်မှာလဲ မလို့မကြွတူကြိုက်တဲ့အရာပဲတို့ဆွေးနွေးမှာပေါ့ဥပမာတစ်ခုပြောမယ်အခုငါးမင်းဆွေကိုထောင်တန်၃နှစ်ချလိုက်တယ်နော်သူ့ရဲ့ website ထဲကနေမှ screenshot ရိုက်ထားတဲ့ ခု20လောက်နဲ့သူ့ကိုတရားလုတ်ပြီးမှတရားဆွဲတာဖြစ်တယ်ဆိုတော့ငါမင်းဆွေရဲ့ရှေ့နေကဘာပြောလဲဆိုတော့သူငါမင်းဆွေကထောင်ထဲမှာเนาะဖုန်းတွေဘာတွေယူလာလို့မရတဲ့အတွက်ကြောင့်သူတို့ကိုဘာမှတက်တယ်မပြနိုင်ဘူးမပြနိုင်တဲ့အတွက်ကြောင့်ဒီလိုမျိုးတရားဆွဲပြီးထောင်ချတယ်လို့ပြောတယ်ဆိုတော့ငါတို့တရားဆွဲတာမားတယ်ဆိုလို့ရှိရင်ဟုတ်ပြီအခုနင်းတို့တက်တယ်ပြချင်တယ်ဆိုလို့ရှိရင်နင်းတို့ရဲ့ဖုန်းတွေနင်းတို့ရဲ့ electronic ပစ္စည်းတွေနင်းတို့ကိုငါတို့ပေးမယ်နင်းတို့ငါတို့ကို နင်တို့မဟုတ်ကြောင်တက်တယ်ပြလို့အဲ့လိုမပြောခဲ့ဘူးလေထုံနီးသူပဲအခုဒီငိမ့်ချမ်းရဲ့ဆွေးနွေးထဲမှာခွေးကျဖို့ကိုယ်တိုင်သွားထိုင်နေတာခွေးကျဖို့ကိုကြော်ပြီးမှဘသူကများဘာအတွန့်ထက်လုပ်ပြီးမှဆွေးနွေးမှလဲအလကားငရုစီကနဲ့ခေါင်းပုံဖြတ်ထားမှရထားတဲ့ပတ်စံတွေကိုအလကားထိုင်ဖြုံးနေကြတာ 24 25 26ရက်ဒီ3ရက်လုံးလုံးတို့ဒီလိုမျိုးငိမ့်ချမ်းရေးပဲလုပ်ရမယ်နဲ့နဲ့မဟုတ်ပဲနဲ့ငါတို့ဆွေးနွေးပြေးမှာပဲဒီငိမ့်ချမ်းရေးကိုဖော်ဆောင်နိုင်မယ်လို့ဒီလောက်ထိတို့3ရက်လုံးလုံးအချိန်ကုန်ပြေးမှာအဲဆွေးနွေးနေတဲ့အချိန်မှာပဲကချင်ပြည်နယ်ရခိုင်ပြည်နယ်ကရင်ပြည်နယ်စကိုင်းတိုင်းမကွေးတိုင်းမန္တလေးနေရအနက်ဒီမှာတိုက်ပွဲဖြစ်နေတယ် ဒီနေ့စစ်ခွေးတွေကိုကြည့်လိုက်အခုတို့ကြတော့ငင်းချမ်းရဲဆွေးနွေးတယ်တဲ့ငင်းချမ်းရဲဆွေးနွေးနေတဲ့အချိန်မှာ လက်နက်ကင်ပြင်းမှာငင်းချမ်းရဲမရနိုင်ဘူးဆိုတော့ကိုငွေတို့တက်တယ်ပြမယ်ဆိုပြီးမှတို့ငိမ်မနေဘူးနေရတကာမှာတို့လက်နက်ကြီးနဲ့ချတယ်ဘုံကျဲတယ်ဒီနေ့စစ်ခွေးတွေကငိမ့်ချင်ရဲလိုချင်တယ်လို့လည်းပြောသေးတယ်အခုနေရတဲ့ကိမှာသူတို့ပဲအဲလေရင်နဲ့ပုံကျေးတယ် တကယ်ပဲသူတို့ကငင်းချမ်းရေးကိုဖော်ဆောင်ချင်နေတာလားစစ်ခွေးကတော့သူ့ပါဇက်ထဲကနေမှငွေတို့ကဒီမိုကရေစီကိုလက်ခံတယ်လို့ပြောလို့ရှိရင်ဒီမိုကရေစီနဲ့လုတ်တဲ့ဘယ်နိုင်ငံမှများလွတ်တော်ထဲမှာစစ်ခွေးပါနေတာကိုတွေ့တယ်လားဒီဒီမိုကရေစီလို့ပဲပြောပြောဒီမိုကရေစီမဟုတ်ဘူးပဲလို့ပြောပြောလူတော်ထဲကခွေး25ရာခိုင်နှုန်းကိုသူတို့လုံးဝမထုတ်ဘူးဒီဆိုလို့ရှိရင်နင်တို့လုတ်တဲ့ဒီရွေးကောက်ပွဲကတမတမထပ်ပြမှကြာမှာလား သူတို့ကတော့ဘလို့နှိကုံးချုပ်တယ်လဲဆိုတော့သူတို့ဆွေးနွေးတွားတဲ့ဥစ္စာကိုလက်တွေ့ထဲမှာအကောင်ဖေဖော်သွားမယ်လို့ပြောတယ်။ဒီနေ့နင်းတို့တကယ်ပဲငြိမ်းချမ်းရေးအတွက်ရေဒီဖြစ်နေပြီလား။နော်စခွေးတွေခွေးချဖို့ကတော့ပါတီစုံဒီမိုကရေစီလို့ပြောတယ်။ မြန်မာနိုင်ငံမှာကျမတို့အားလုံးလိုလိုတိတဲ့ပါတီကြီးနှစ်ခုရှိတယ်။တစ်ခုကတော့ NLD တစ်ခုကတော့ခင်ရီတို့ရဲ့ပါတီဒီပါတီနှစ်ခုပဲအကြီးလို့ပြောလို့ရမယ်။ဆိုတော့ပါတီစုံဒီမိုကရေစီလောက်ဖို့ရန်အတွက်တကယ်ပဲပါတီစုံသလားတစ်ခုဒီမိုကရေစီဆိုတဲ့အသိပေကိုရောနင်းတို့ခွေးတွေကောင်းကောင်းသိတလား။ဒီဒီမိုကရေစီဆိုတဲ့အသိပေကိုနင်းတို့ခွေးတွေသိတယ်ဆိုလို့ရှိရင်တော့ဒီ25ရာခိုင်နှုန်းတော့ခွေးတွေကဘာကြောင့်မို့လူတီရှိတဲ့နေရာမှာလာမှာလဲ။ နောက်တဲ့ဒင်းတပုတ်အနေနဲ့ကတော့လက်နက်ကင်ပြင်းမှငင်းချက်ရဲကိုမဖော်ဆောင်နိုင်ဘူးလို့ပြောတယ်ဆိုလို့ရှိရင်တော့ဘာကြောင့်မို့ဒီ2023နဲ့2024တုန်းကတော့9600ဘီလီယံကိုသူတို့စစ်ခွေးတွေရဲ့အတုံးစိတ်ထဲမှာတုံးတယ်ဒါပေမဲ့အခုဒီ2025အတွက်ကစစ်တုံးပစ္စည်းကတော့ဘီလီယံတထောင်ကျော်တုံးမယ်ဆိုပြီးမှသူတို့ပြောထားတယ်ဆိုတော့အခုဒီစစ်တုံးပစ္စည်းကဒေါ်လာတထောင်ကျော်ဘာဖြစ်လို့ ပိုသွားတယ်လေခဏတုန်းကဒီ2000နဲ့2024တုန်းကတောင်မှအာ9600ဘီလီယံတုံးတယ်ဆိုတော့ဒီ9600ဘီလီယံတုံးမြင့်မှဝယ်ထားတဲ့စက်ပစ္စည်းဒီမိုင်းဒီလက်နက်ဒီဘေးရောက်သွားလို့အခုက1000ကျော်ပြန်တုံးရမှာလဲ9ရာခိုင်နှုန်းကိုကြတော့ကျမ်းမာရေးပညာရေးနဲ့စီးပွားရေးမှာတုံးတယ်တဲ့နော်ဆိုတော့ဒါတွေကနင်းတို့တကယ်ပဲငြိမ်းချမ်းရေးအတွက်ကိုနင်းတို့လုပ်နေကြသလား ငင်းချင်ရေးငင်းချင်ရေးဆိုပြီးမှပြောနေတဲ့သူတွေကဘာကြောင့်မို့စစ်သုံးစရိတ်တပေါင်းကျော်တိုးပြီးမှ gain ကြတာလဲမြန်မာနိုင်ငံရဲ့အခြေအနေနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဗီဒီယိုတစ်ပုဒ်ကိုထပ်ပြီးမှနားထောင်ကြည့်အောင်နော်မြန်မာနိုင်ငံရေးကိုတစ်ချက်လောက်ပုံဖော်ပြပေးပါလားဘာလို့ဖြစ်နေရရိုးသားသားပြောရရင်တော့ကျွန်တော်တို့လည်း88ကနေစပြီးတော့နိုင်ငံရေးလှုပ်လာတာဒီ38နှစ်တော့အတွင်းမှာအဆိုးဆုံးအခြေအနေပဲလို့ပြောရမှာဘာလို့ဆိုစီရေးနိုင်ငံရေးပဋိပက္ခအမြင့်မားဆုံးအခြေအနေပဲဆိုတော့လုံခြုံရေး အခြေအနေလည်းပဲမြို့ကြီးတွေအထိဟာလာဒီလိုမျိုးဟိုမလုံခြုံဖြစ်နေတဲ့ဟာတွေနောက်တကစီးပွားရေးအခြေအနေဆိုလည်းကုံစင်းလုံးပြဆင်မီဒါကျမကြီးပညာရေးဝန်ဆောင်မှုတွေကအစားအဖက်ဖက်မှာဒါပြောရင်တော့ကျွန်တော်တို့ဖြတ်သန်းခဲ့တဲ့အထဲမှာဒါတော်တော်စိုးစိုးဝါးဝါးရင်ဆိုင်နေရတဲ့အခြေအနေလို့ပြောရမှာပါဥကူကူကြီးကသူဖြေတဲ့အထဲမှာသဘောကျတဲ့အရာတခုရှိတယ်။သူရိုးရိုးသားသားပြောရမယ်ဆိုရင်တော့တဲ့နော်ဆန်းဆန်းပြပြပြောလို့ရှင်သူတွေအားလုံးမျက်လုံးပြူးသွားမှာ ကြောက်တဲ့အတွက်ကြောင့်သူကတော့ယိုယိုတတပဲပြောမယ်ယိုယိုတတပြောမယ်ဆိုလို့ရှင်တော့တဲ့သူကဒီ88တုံးကကြောင်တာတပိတ်ထဲမှာပါဝင်ခဲ့တယ်အခုဒီ23ဒေါ်လာရိတ်နဲ့မတူဘူးအခုဒီ23ဒေါ်လာရိတ်ထဲမှာကျတော့ စစ်ရဲနဲ့နိုင်ငံရဲကလည်းအမြင့်ဆုံးအခြေအနေကိုရောက်ရှိသွားတယ်။ကုံစဲနှုံးလည်းမြင့်မားတယ်။မြို့ကြီးတွေအထိတောင်မှလုံခြုံမှုမရှိနိုင်တော့ဘူးလို့ပြောတယ်။သူကြော်ဖြတ်ခဲ့ရတဲ့သူ့ရဲ့နိုင်ငံရဲအခြေအနေနဲ့ကြည့်မယ်ဆိုလို့ရှင်တော့အခုအချိန်ကတော့နိုင်ငံရဲအရာအရန်ဆိုးရွားတဲ့အချိန်ဖြစ်တယ်လို့ပြောတယ်။ဒီဥစ္စာကိုကျွတ်တော့ဆက်ပြေးမှမပြောခင်မှာကျွတ်တော့ဥက္ကူကြီးရဲ့ဗီဒီယိုတစ်ပုဒ်ပဲဖတ်ပြေးမှနားထောင်ကြည့်ရအောင်။ကျွန်တော်တို့ဘယ်လိုကြော်လာကြမလဲ။ ပြီးခဲ့တဲ့ကာလတုန်းကဆိုရင်တနင်္ဂနွေပြစ်ခတ်တိုက်ခိုက်မှုရစေးကြီးကျွန်တော်တို့စာချုပ်ချုပ်ပြီးတဲ့အချိန်မှာတိုက်ခိုက်မှုတွေတော်တော်ညော့ကြသွားတယ်ညော့ပြီးတော့အခုကတော့2021အပြောင်းလဲမှာဒီလက်နက်ကင်ပြည်ပခါကတောက်လျှောက်မြင့်လာတယ်အဲ့တော့ကျွန်တော်တို့ကိုယ်တိုင်လည်းပဲအကြမ်းမဖက်ငြင်းညာစွာဆန္ဒဖော်ထုတ်တဲ့အထိကျွန်တော်တို့ကလက်ခံတယ်သို့တော့ဟိုကိုကိုယ်တိုင်က88တုံးကလည်းလက်နက်ကင်တော်လန်ရေးကိုစိတ်ကူးရင်ငယ်ဘူးတာပဲအဲ့တော့သို့တော့ကျွန်တော်တို့ဒါတိုင်းသားဖွဲ့စည်းတွေရောနောက်လက်နက်ကင်နိုင်ငံရေးရောကျွန်တော်တော်တော်များများသိလာတဲ့အခါကျတော့ ကိုယုံကြည်မှုလျောက်ရွေးချယ်တာကိုတော့ကျွန်တော်တို့ကဘာမှမဝေဖန်လို့ဥတ္တောကာယကံရှင်အနေနဲ့ကတော့အကြမ်းမဖက်နိုင်ငံရေးနည်းနဲ့ပဲနိုင်ငံကိုပြည်ပြန်ပြောင်းလဲမှုလုပ်နိုင်မယ်ထိခိုက်နာကျင်မှုအ ਨੇ ဆုံးဆောင်ရွက်နိုင်မယ်လို့ယုံကြည်ပြီးတော့ကျွန်တော်တို့ဆောင်ရွက်ခဲ့တယ်ဒါကြောင့်အခုလဲယုံကြည်တယ်တကယ်လဲပဲဟိုပြောရရင်ဒီပฏิပက္ခဆိုတာနိုင်ငံရေးနည်းလမ်းနဲ့ဖြည့်ရှင်းမှပဲအောင်မြင်မယ်လို့ပဲယုံကြည်တယ်ရွေးကောက်ပွဲကအဖြစ်ဖြစ်နိုင်မလားဘုံမွေနည်းနည်းပြောရင်ဒါလက်ရှိတက်မတော်ဦးဆောင်နေတာပဲ ဒါအရေးပေါ်ခြေနေဖြစ်တဲ့အတွက်ကြောင့်အာနာ300စလုံးဟာတက်မတော်ကာကွယ်ဦးစီးချုပ်တယောက်တည်းကကျင့်သုံးတယ်အဲ့တော့ကျွန်တော်တို့ကချက်ကန်ဘဲလန့်စပေါ့ဟိုအပြန်အလှန်ထိန်းကျောင်းတဲ့ပုံစံပြန်ပေါ်လာဖို့အတွက်ကရွေးကောက်ပွဲနီးနေပဲပြန်ပြီးတော့ဆောင်ရွက်နိုင်တယ်။ဒါကြောင့်မလို့ကျွန်တော်တို့ကရွေးကောက်ပွဲဒီပြဿနာကိုဖြေရှင်းနိုင်တဲ့ဒီတဲ့ပို့ပြီးကောင်းမွန်တဲ့အခြေအနေသစ်တရက်ကိုတော့ ဖန်တီးနိုင်လိမ့်မယ်လို့ကျွန်တော်ကမျှော်လင့်တယ်။ဒီထဲမှာဟိုကေနဲ့တယောက်ကဘာပြောလဲဆိုတော့ဒီလိုမျိုးဖြစ်တဲ့အခြေအနေကိုဘလို့ကြော်ဖြတ်မလဲ။ဒါလည်း20မှတ်သားနော်။ဆိုတော့အဲ့ထဲမှာသူဘာပြောလဲဆိုတော့အရင်တုန်းကဆိုလို့ရှိရင်တော့ငိမ့်ချရေးတွေစချုပ်ချုပ်လိုက်တယ်စချုပ်ချုပ်လိုက်တယ်ဆိုလို့ရှိရင်နိုင်ငံရေးကကျသွားတယ်ပေါ့နော်ဒါပေမဲ့ဒီ23ရက်စစ်ရဲအခြေအနေကအဲ့လိုမဖြစ်ဘူးဘာကြောင့်လဲဆိုတော့အရင်တုန်းကတော့ဥပမာကျတော့ကချင်နေနဲ့ချနေတဲ့အချိန်မှာကျတော့ တခြားရှမ်းနေတဲ့သူတို့ကငင်းချမ်းရေးယူလိုက်တယ်။ကရင်တွေကိုချချင်နေဆိုလို့ရှိရင်ကျွဲတို့ကချင်တွေဖြစ်မလား။တခြားတို့တိုင်းရင်သားတွေကိုဖြစ်မလား။သူတို့ကငင်းချမ်းရေးလောက်ရအောင်ဆိုပြီးမှအာကျွဲတို့ကချင်ပြည်နယ်ကိုလည်းတိုက်ပွဲမဆင်တော့ဘူးကျွဲတို့ကိုချော့နေတယ်ချော့နေတယ်။ပြီးရင်သူတို့ကကရင်ပြည်နယ်ကိုချတယ်။ကရင်ပြည်ကိုချပြီးပြီဆိုလို့ရှိရင်နောက်တစ်ခုဝရင်နဲ့ပြန်ချမယ်ဆိုလို့ရှိရင်လည်းတခြားနေရာမှာစစ်ပောင်းမကျဲအောင်ဆိုပြီးမှကချင်တွေကိုလည်းချော့ထားမယ်။ကရင်တွေကိုလည်း ချော့ထားမယ်ပြီးလို့ရှိရင်ဒီရှမ်းမြောက်ဘက်ကိုချမယ်အဲ့လိုမျိုးလုပ်တာဆိုတော့တစ်ဖက်ကိုချော့ပြီးမှတစ်ဖက်ကိုချတစ်ဖက်ကိုချော့ပြီးမှတစ်ဖက်ကိုချတယ်ဒါပေမဲ့ဒီ27ဒေါ်လာရဲကတော့ဘ누구မှချော့လို့မရတော့ဘူးဘေးတိုင်းရင်သားကိုမှချော့လို့မရတော့ဘူးဘ누구မှတိုင်းရင်သားတွေလည်းဒေါ်လာရဲထဲမှာလည်းမပါဝင်သေးတဲ့အတွက်ကြောင့်လည်းဖြစ်တယ်ဆိုတော့အဲ့ချိန်တုန်းကတော့ခဏတော့ပြောလို့စစ်ပောင်းလည်းမကျေတလို့သူတို့ကြိုက်တလို့အုတ်ချုပ်ချေလေလို့ရတယ်ဒါပေမဲ့ဒီနေ့ကတော့ကျွတ်တို့လည်းသူတို့နဲ့စကားမပြောချင်တော့ဘူးဆိုတော့အချုပ်မချုပ် င်လာတဲ့အတွက်ကြောင့်စစ်ရဲကတော့အချိန်မြင့်သွားတာဖြစ်တယ်ခဏတုန်းကပြောသလိုဥကူကူကြီးပြောသွားတဲ့အထက်မှာသဘောကျတဲ့အချက်ဆိုတာဗာလေဆိုတော့ကျွန်တော်အနေနဲ့ကတော့အကြမ်းမဖက်ဘဲနဲ့သူတို့ဆန္ဒဖော်ထုတ်တဲ့အချိန်အထိ သူကလက်ခံတယ်ပေါ့နော်တပိတ်မောက်တယ်ဒါပေမဲ့လက်နဲ့မကင်တဲ့ဘူးအဲ့အခြေအနေထိလက်ခံတယ်ဒီဆိုလို့ရှိရင်အခုကျမတို့လက်နဲ့ကင်တာကိုတော့သူလက်မခံတော့ဘူးပေါ့နော်ဘာကြောင့်လဲဆိုတော့သူက88တုံးကသူကိုယ်တိုင်လည်းလက်နဲ့ကင်တော်လာရဲကိုစိတ်ကူးရင်ခဲတဲ့အတွက်ကြောင့်လို့ပြောတယ်ဆိုတော့ဒီ85ရာခိုင်နှုန်းလောက်တော့88ကကြောင်းသားဒီဒီနဲ့တော်လာရဲထဲမှာပါမလာဘူးဘာကြောင့်ပါမလာတယ်လဲဆိုတော့ခဏတုန်းကကိုကိုကြီးပြောခဲ့တယ်လို့ ကိုတိုင်းလေလက်နဲ့ကင်တော်လိုင်းရဲကိုစိတ်ကူးရင်ခဲ့တယ်လို့ပြောတယ်။နင်တို့ကစိတ်ကူးရင်တမားဖြစ်တဲ့အတွက်ကြောင့်ဒီနေ့မှအောင်မြင်တာဖြစ်တယ်။ ဒီနေ့နင်းတို့ကတာ88သုံးကလို့မဖြစ်စေရဘူးငါတို့ဒီတကြိမ်ကတော့စစ်ခွေးတွေကိုအပြတ်တရှင်းမယ်ဆိုတဲ့စိတ်ဓာတ်နဲ့နင်းတို့88ကြောင်းသားအားလုံးကတာပါဝင်ခဲ့တယ်ဆိုလို့ရှိရင်နင်းတို့အကိုကြီးနေရာမှာနေပြီးမှအထူးသဖြင့်အညာ PDF တွေကိုအိုးဆောင်နိုင်ခဲ့တယ်ဆိုလို့ရှိရင်တော့ဒီနေ့ကျမတို့တော်လိုင်းရဲ့ဟာအင်မတမမြန်မြန်ဆန်ဆန်ပြီးနိုင်မှာဖြစ်တယ်ဒါပေမဲ့အခုဒီဥကိုကိုကြီးတို့လိုမျိုးကြောင်းသားတွေကြောင်းဒီနေ့ကျမတို့ရဲ့တော်လိုင်းရဲ့နောက်နေတာဖြစ်တယ်နင်းတို့ လိုမျိုးအသွေးကဘာထဲမှာပဲရှိနေတဲ့ចောင်းသားတွေကြောင့်ဒီနေ့ကျွားတို့မြန်မာနိုင်ငံဟာစက်တရေသုံးနေတာနော်ပြီးလို့ရှိရင်လည်းဒီရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့စစ်ခွေးကဘာပြောသွားလဲဆိုတော့ဒီ2008ကြိုက်တယ်လို့သုံးလို့ရတဲ့ဥပဒေအရဆိုလို့ရှိရင်တော့ ရွေးကောက်ပွဲကိုတည့်ရက်ထဲမှာပဲဖြစ်နိုင်ရင်လုပ်ရမယ်လို့ပြောတယ်ဒါပေမဲ့မလုပ်နိုင်ဘူးပေါ့နော်ဆိုတော့ဒီဇင်ဘာရဲ့နောက်ဆုံးတရပတ်နဲ့ January ရဲ့ Batman နှစ်ပတ်ကိုရွေးကောက်ပွဲလုပ်မယ်လုံခြုံတဲ့နေရာမှာအရင်လုပ်မယ်ခုမြန်မာနိုင်ငံမှာ မြို့နယ်ပေါင်း333ရှိတယ်အဲ့ထဲမှာ130တော့မြို့နယ်မှာသူတို့ရွေးကောက်ပွဲလုပ်ဖြစ်အောင်ကိုလုပ်မယ်လို့ပြောတယ်ပြီးလို့ရှိရင် BBC ထဲမှာသူတို့ဘာပြောလဲဆိုတော့ကိုယ်တိုက်ပွဲတွေဖြစ်နေတဲ့နေရာတွေမှာကြတော့နေမြရှင်လေးရဲကိုအရင်လုပ်မယ်နေမြရှင်နေသွားပြီးဟိတ်ဆိုလို့ရှိရင်တော့သူတို့ရွေးကောက်ပွဲလုပ်မယ်လို့ပြောတယ်ဆိုတော့ဒီစကားဟာအင်မတမကြောက်စရာကောင်းတဲ့စကားဖြစ်တယ်ဘာကြောင့်လဲဆိုတော့တော်လရဲဒီကိုအရင်နေနေမယ် တရွာလုံးကိုဘုံကျဲမယ်။ဘာကြောင့်လဲဆိုတော့သူတို့ကမြင်းအောက်ကနေတွားလို့မရဘူးလေ။ဒါကြောင့်သူတို့လုံနိုင်တဲ့အရာဖြစ်တဲ့ဘုံကျဲတဲ့အရာကိုလုံမယ်။ပြီးမှသူတို့ရွေးကောက်ပွဲလာလုံမယ်လို့ပြောတာ။နင်းတို့ဘုံကျဲမှာတော့အဲ့မြို့ရွာဒီထဲမှာဘသူကြံနေမှာလဲ။အုံနေခဲ့ဒီအိမ်အဆုပ်အပြက်တွေနဲ့နင်းတို့ကရွေးကောက်ပွဲတွားလို့မလို့လား။ ဒါကြောင့်နင်တို့ကြိုက်တဲ့နေရာမှာကြိုက်တယ်လို့နင်တို့ရွေးကောက်ပွဲလုပ်လို့ရတယ်။ပြီးလို့ရှိရင်သူတို့ပြောသွားတဲ့အထက်မှာမင်းစန္ဒနေမြေအားလုံးကိုကျင့်ပါနိုင်ဒီဖြစ်စေမကျင့်ပါနိုင်ဒီဖြစ်စေရွေးကောက်ပွဲကလုတ်ကိုလုတ်မယ်ဒီကိစ္စနဲ့ပတ်သက်ပြီးဥက္ကူကိုကြီးပြောထားတဲ့အထက်မှာအဓိကအချက်တစ်ချက်ကိုပြောချင်တယ်တခုကတော့အရေးပေါ်ချင်နေဖြစ်တဲ့အတွက်ကြောင့် စစ်ခွင်းချဖို့ကနေမှအာနာ၃ရက်ကိုသူတယောက်တည်းပဲကင်တွေ့တယ်လို့ပြောတဲ့ကိစ္စနောက်တစ်ခုကတော့ရွေးကောက်ပွဲဟာကောင်းတဲ့အခြေအနေတစ်ခုကိုပေးနိုင်မယ်ဆိုတာကို မျှော်လင့်တယ်လို့ပြောတယ်ဆိုတော့အခုရေးပေါ်ကိစ္စနဲ့ခွင်းချဖို့ကအာနာတိတ်နေဆိုလို့ရှိရင်မြန်မာနိုင်ငံကဘာပြဿနာရှိလို့ဘဒူကအရေးပေါ်ဖြစ်သွားလို့နင်းတို့ကအရေးပေါ်အခြေအနေကြောင့်စစ်ခွေးကအာနာတုံးရက်ကိုယူလိုက်တယ်လို့ပြောရင်ဘဒူကဘာဖြစ်သွားလို့ဘာအရေးပေါ်ဖြစ်သွားတာလဲ ပြီးနောက်တစ်ခုကဒီရွေးကောက်ပွဲကတော့ကောင်းတဲ့အရာတစ်ခုကိုပေးမယ်လို့သူကယုံကြည်တယ်လို့ပြောတယ်ဆိုတော့ပြီးသူချစ်တဲ့အစိုးရရှိတယ်ဒါကိုနင်းမသိတာလားဘယ်လိုမျိုးကောင်းတဲ့ဥစ္စာကိုနင်းကမျောလင့်နေတာလဲဒါကြောင့်ဒီနေ့ရွေးကောက်ပွဲလှုပ်ချင်းမလှုပ်ချင်းဟာကျတော့နေမဆိုင်ဘူးနင်းတို့ရဲ့မျောလင့်ချက်ကနင်းတို့နဲ့ပဲဆိုင်တယ်ဆိုဥပမာအခုမင်းအွန်လိုင်းကကာချုပ်ဖြစ်တယ်လို့ပြောတဲ့အခါမှာငရုတ်အတွက်မဟုတ်ဘူးနင်းတို့အတွက်ဖြစ်တယ်ခွေးကြဘူးကရာရီတမရဖြစ်တယ်လို့ပြောလို့ရှင်လား နင်တို့အတွက်ငါတို့တွေ့တော့မဟုတ်ဘူးလူကောင်းအနေနဲ့တောင်ငါတို့သူ့ကိုဆက်ဆံမှာမဟုတ်ဘူးเนาะဒါကြောင့်ကာထုတ်ဖြစ်ခြင်းမဖြစ်ခြင်းဥက္ကဋ္ဌဖြစ်ခြင်းမဖြစ်ခြင်းစစ်ခွေးကနေမှဘာဖြစ်ခြင်းဟာတော်တော်နဲ့မဆိုင်ဘူးเนาะ ငွေရောအတွက်ကတော့သူကအမြဲတမ်းခွေးပဲလူတော်ကနေမှလေခွေးဒီရဲ့25ရာခိုင်နှုန်းနဲ့8ရာခိုင်နှုန်းပေါင်းလိုက်လို့ရှိရင်တော့လူတော်ထဲမှာအထမြောက်သွားတယ်လို့ပြောတယ်ဆိုတော့ထပြီးမှမြောက်သွားသလားထိုင်ပြီးမှပဲမြောက်သွားသလားအိပ်ပြီးမှပဲမြောက်သွားသလားဆိုတော့ကိုကူကူပဲတိမှာပေါ့ဟုတ်ဘူးလားကျတော့အတွက်တော့နင်းတို့ကခွေးဆိုခွေးတိတတ်ပဲဖြစ်တယ်ပြည်သူတွေအားလုံးကြမ်းမပြေရှိကြပါစေ